မင်္ဂလာပါရှင်။အားလုံးရှိ Health and Nutrition Channel မှာကြိုဆိုလိုက်ပါတယ်။ဒီတစ်ခါမှာတော့ကြောက်ကရောဂါတွေကင်းစေဖို့လိုက်နာရမယ့်နီလန်ခိုးခုကိုပြပြပေးသွားပါမယ်။ကျမတို့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကျန်းမာနေမှသာကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်မယ်။ခန္ဓာကိုယ်အစိတ်ပိုင်းတွေထဲမှာပါကြောက်ကကျန်းမာရေးကအရေးကြီးတယ်မကြီးဘူးဆိုတာလက်ရှိကြောက်ကရောဂါခံစားနေရသူတွေအသိဆုံးပါ။ဒါပေမဲ့ ဘာယောဘာမှမဖြစ်သေးတဲ့တာမန်လူတွေအနေနဲ့ကျူတေကာဝယ်ထားနိုင်တာကအကောင်းဆုံးပဲဖြစ်ပါတယ်။ဒီတော့ကြောက်ကကျမ်းမအောင်ဘာတွေလောက်ရမလဲ။ဘယ်လိုနေထိုင်ရမလဲဆိုတာဆက်ပြီးကြည့်လိုက်ကြရအောင်နော်။နံပါတ်၁ရေမြများတောက်ပါ။ကြောက်ကရဲ့လုပ်ငန်းဆောင်တာများကောက်ကောက်လည်ပန်းနိုင်ရန်ရေဓာတ်ပြဝနေဖို့လိုအပ်ပါတယ်။ရေတောက်နေမယ်ရေကုန်လွန်လောက်အောင်မတောက်ဘူးဆိုရင်သွေးထဲမှာအဆိပ်တွေစုပေါင်းလာပြီး ကြောက်ကကစွတ်ထုတ်နိုင်မှုကျဆင်းသွားနိုင်ပါတယ်။ဒါကြောင့်ကြောက်ကကျန်းမာရေးကောင်းမှုစီချင်ရင်ရည်မြများတောက်ပေးဖို့လိုအပ်ပါတယ်။နံပါတ်၄ကတော့ကျန်းမာစီမြေစားတောက်တွေရွေးချယ်ပါ။ကြောက်ကပြဿနာအများဆုံးကသွေးတိုစီးကျိုနှလုံးရောဂါတို့လိုယောဂအခန့်တွေကနေနောက်ဆက်တွဲဖြစ်လာတတ်ပါတယ်။ဒါကြောင့်ဒီယောဂါတွေကိုကောက်ွယ်ဖို့ကျန်းမာရေးနဲ့ညီအောင်စားတောက်နေထိုင်တာကအသက်ရှိစေတမျိုးပါပဲ။အစီအငံတွေလျှော့စားပါ အတူရောက်မှသမျှရှောင်းပါအစိတ်တောက်တွေဖြစ်စဉ်တွင်ဓာတ်ရုပစ္စည်းပါဝင်နိုင်တဲ့အစားအသောက်တွေရှောင်းပါတကြားနဲ့ကိုလက်စထရောများတဲ့အစားအစာတွေကိုလျှော့ချပြီးအမြင့်တက်များတဲ့အသီးရက်တွေစားပေးသင့်ပါတယ်နံပါတ်3အကိုက်ခဲပြောက်စည်းကို ကြည့်တော့ပါအကိုက်ခဲပြောက်စည်းတွေကိုမကြာခဏတောက်လို့တာပုံမှန်စက်တိုက်တောက်နေတာတွေကတောက်ခွက်ပျက်စီးမဲ့လမ်းပဲဖြစ်ပါတယ်အစာရည်သွေးကြောပေါက်တာအသေးထိခိုက်တာအပြင်တောက်ခွက်အတွက်လည်းအန္တရာယ်ရှိပါတယ် နံပါတ်၄ကိုမစားပါနဲ့ကိုစားများတဲ့သူတွေမှာကာလရှိကြလာတဲ့အခါထုံးတက်များဟာခန္ဓာကိုယ်အတွင်းများပြားနေမှာဖြစ်ပါတယ်။ညာနေတဲ့ထုံးတက်များကို ကောင်းစွာမဆွထုတ်နိုင်တဲ့အခါကြောက်ကအတွင်းကြောက်တယ်ခြင်းများဖြစ်လာနိုင်တယ်။ဒါကြောင့်ကြောက်ကကျမစီဖို့ကိုစားခြင်းကိုရှောက်သင့်ပါတယ်။နံပါတ်၅ကတော့ဆီးလိမ့်မတော့ပါနဲ့ဆီးလိမ့်တော့ခြင်းဟာကျမတို့ခန္ဓာကိုယ်ရှိသွေးကြောများကိုတောက်တွင်ခြင်းများစီပြီး ခန္ဓာကိုယ်ရဲ့အရေးပါတဲ့အစိတ်ပိုင်းများစီသွေးစိစိမှုနှေးပါသွားနိုင်ပါတယ်။သွေးစိစိမှုနှေးပါလာတဲ့အတွက်ကြောက်ကဟာအလောက်ကောင်းမှစွာမလုံနိုင်တော့ဘူး။ဒါကြောင့်ကြောက်ကကျန်းမာစေဖို့ဆီလိတ်တောက်ခြင်းကိုရှောက်သင့်ပါတယ်။နံပါတ်6ကိုလက်လှူရှားမှုပုံမှန်ပြုလုပ်ပါ။လိကျင့်တဲ့ပုံမှန်လုပ်ပါ။ကျင်းသွားမှလမ်းလျှောက်ထွက်ပြစ်မှကိုလက်လှူရှားမှုဖြစ်တာမဟုတ်ပါဘူး။ကိုယ်ရဲ့နေ့စဉ်လုပ်နေကြအလုပ်တွေအားလည်းကိုလက်လှူရှားမှုဖြစ်စေနိုင်ပါတယ်။ဥပမာ ထင်မှုကိစ္စလောက်တာချက်ပြုတ်တာအိတ်သက်ရှိရေလောက်တာစတဲ့အလုပ်တွေကလက်ချက်ငန်တည်တက်လို့ဆရာမလို့အောင်အကျိုးရှိစေပါတယ်။နံပါတ်9သွေးပေါင်ချိန်ကိုအမြဲတမ်းပါကျမတို့ခနာကိုကျမ်းမာနေစေဖို့ပုံမှန်သွေးပေါင်ချိန်ဖြစ်တဲ့အပေါ်သွေး190အောက်သွေး80ရှိဖို့လိုအပ်ပါတယ်။ အကယ်၍သွေးပေါချိန်တက်နေမယ်ဆိုရင်ကြောက်ကပ်ပျက်စီးခြင်းကိုဖြစ်လာစေနိုင်ပါတယ်။ဒါကြောင့်သွေးပေါချိန်ကိုပုံမှန်စစ်ဆေးပြီးသွေးတိုးရောဂါရှိနေပါကဆရာဝန်ညွှန်ကြားတဲ့ဆေးကိုပုံမှန်တောက်ပါ။အစားအသောက်လေးထိုင်စင်ကြယ်ထိမ့်သိမ်းပါလို့ပြောချင်ပါတယ်။နံပါတ်၈ကတော့အရက်မတောက်ပါနဲ့။အခုနောက်ပိုင်းမှာတော့နေထိုင်မှုပုံစံအပြောင်းလဲတွေရာအကူဟိုကင်းတဲ့သူနဲ့တယ်လို့ဆိုပါမှာပါ။ဒီတော့မတောက်နဲ့ဆိုတာထက် ရှော့တော့ပါလို့ပြောရမလို့ဖြစ်နေပါတယ်။အဲ့ရကြောင့်ခနာကိုယ်ရဲဖြစ်လာစီမဲ့အစိတ်တောက်တွေရဲ့ဓာတ်ကို အသေးလေးကြောက်ကကခါစီပြီးခံရမှာမလို့ပါ။နောက်ဆုံးအချက်ဖြစ်တဲ့နံပါတ်ကတော့ကိုယ်လေးချိန်ထိမ့်ပါ။ကိုယ်လေးချိန်များခြင်းအဝလိုခြင်းစတာတွေကစီဂျိုယောဂနဲ့သွေးတိုးခြင်းကိုဖြစ်စေတာကြောင့်ကြောက်ကကိုထိခိုက်လာနိုင်ပါတယ်။ဒါကြောင့်ကိုယ်ခနာအလေးချိန်ညွန်ခဲ BMI နဲ့ကိုက်နေတဲ့ကိုယ်လေးချိန်ဖြစ်ဖို့ထိတ်သိမ့်တင်ပါတယ်။ အခုပြပြပေးသွားတာကတော့ကြောက်ခွက်ပျက်စီးခြင်းမဖြစ်အောင်ကြောက်ခွက်ရောဂါတွေကနေကင်းဝေးစေဖို့ကျွတ်တေကောက်ွယ်နိုင်တဲ့နီလန်ကိုကုကိုပြပြပေးသွားတာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ဒီဗီဒီယိုလေးဟာမိမိနဲ့မိမိပတ်ဝန်းကျင်အတွက်အကျိုးတစ်စုံတရာရရှိမယ်ဆိုရင် like and share လေးလုပ်ပေးခဲ့ပါဦးနော်။ဗီဒီယိုတင်တဲ့အနေသီးရအောင် channel လေးကို subscribe လုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ပြီးဘေးကခေါင်းလောင်းလေးကိုလည်းဖွင့်ထားဖို့မမေ့ပါနဲ့နော်။ ားလုံးကိုကျေးဇူးတင်ပါတယ်ရှင်